ပြည်သူကိုအာဏာနဲ့လက်နက်ပြပြီးတော့ဒီနေ့ဒီချိန်ဒီနေရာကိုလာဒီစကားကိုပြောဒီစကားကိုမပြောရင်မင်းတို့ကိုထောင်ချပြစ်မယ်ဆိုပြီးတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်တဲ့ကိစ္စတွေမှာ အတင်းအဓမ္မအမှုပညာသမားတွေကိုခေါ်ယူပြီးတော့အနိုင်ကျင့်နေတာတွေကဒီမိုကရေစီနိုင်ငံတော်အသစ်စီကိုသွားဖို့အတွက်ရွေးကောက်ပွဲမှာမဲပေးကြပါလို့ပြောခိုင်းနေတဲ့ဇာတ်ကားနဲ့ ညီညွတ်ရဲ့လားအဲ့ဒီစကားကစစ်တပ်ကပြောတဲ့တရားမျှတမှုဆိုတာကိုရမှာလားဒါကတော့ကြည်လိုက်တာနဲ့ကိုသိတာပါတယ်ဒါကအတင်းအဓမ္မဖိနှိပ်ချုပ်ချယ်အနိုင်ကျင့်ဗိုလ်ချမှုပါပဲတူရံရွေးကောက်ပွဲတွေထပ်ပါမဟုတ်ဘူးထောင်ချ 2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကြီးကိုစတင်ကျင်းပသွားမှာဖြစ်ပါတယ်။လာတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရေကောက်ပွဲနဲ့သာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။တိုင်းသားပြည်သူအနာဂတ်အေးချမ်းဖို့အတူအရောင်ရေကောက်ပွဲကိုစန့်ကျင်စို့။တချို့တွေကတော့အာနာရှင်ကိုစန့်ကျင်ပြီးတော့တန်တန်နေနောက်ကို ရောက်သွားကြပြီတချို့တွေကတော့တကူစာလွတ်မြောက်ဖို့တကူစာအစဉ်ပြေဖို့မအားလာနဲ့အတူတူပူပေါင်းလိုက်ကြပြီ2015ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစိုဒီမိုကရေစီထွေထွေရေကောက်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပါတယ်နေပြောတာမနေလို့ဘူးလားမြန်မြန်ပြောပါဟာတိုင်းရင်းသားပြည်သူအနာဂတ်အေးချမ်းဖို့အတူရောက်ရွေးကောက်ပွဲကိုစတင်စို့ပြည်သူတွေလူလာတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့တာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်စောင့်ကြည့် စောင့်ကြည့်တဏီကုံထိုင်ပြီးတော့ဒါဒိမ့်စိမ့်တာစောင့်ကြည့်လားတိုင်းရင်သားပြည်သူတွေကို မလေးစားတဲ့တံပိုးမထားတဲ့စေရနာမရှိတဲ့စစ်တပ်က ပေးမဲ့ဒီမိုကရေစီဆိုတာယနေ့ဗတ်တာကဘာကြီးမှာမပေါ်သေးပါဘူး2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကြီးကိုကျင်းပပါမှာဖြစ်ပါတယ်ဒီတစ်ခါယထာကြီးထွန့်ရင်မိအောင်လိုက်ခဲ့အောင်နော်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာ ာတီဇန်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုစတင်ကျင်းပသွားမှာဖြစ်ပါတယ်။ဒါကြောင့်အတို့ရောင်ရွေးကောက်ပွဲကိုထောက်ခံပြီးစကမကိုတရားဝင်လူသက်ခွင့်ပေးမလို့လား။စစ်ဖက်နယ်ရဲ့အောင်မှာခင်ဗျားတို့ရှိနေသည်၍လွတ်လပ်ခွင့်နဲ့ကိုယ့်ဂျမကိုဖန်တီးခွင့်ဆိုတာဘယ်တော့မှရမှာမဟုတ်။ပြည်သူအားလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီး အတို့ရောင်ရွေးကောက်ပွဲကိုအားလုံးစန့်ကျင်ကြ၊ကန့်ကွက်ကြ။2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုစန့်ကျင်ကြကန့်ကွက်ကြရွေးကောက်ပွဲမှာဒီအိုမိုကောင်းမွန်သောအနာဂတ်စီတို့ဒီမိုကရေစီပန်းနိုင်စီမဲပေးခြင်းဖြစ်တို့လမ်းချီတိုင်းပြည်သားရာဝါပြောရေးနိုင်ငံသားတိုင်းမဲပေးပေးနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အိုးဆောင်နိုင်သူရွေးချယ်သူပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှစ်သာပေါ်ဆောင်နိုင်မှာဖြစ်ပါတယ် ြည်သူကိုနေစဉ်ရက်ဆက်လေရင်နဲ့ဘုံကျဲမိရှုတက်ဖြက်ဖန်းစည်းချုံနှောင်အနိုင်ကျင့်ဒီလိုမျိုးစစ်ရာဇုံမှုတွေအများကြီးကျူးလွန်နေတဲ့စစ်တပ်ကိုကိုကထောက်ခံနေတဲ့ဝင်းရံနေတဲ့ဆိုရင်တော့မင်းဟာကိုနိုင်ငံကိုတစ္ဆာဖောက်တာပဲကိုလူမျိုးကိုတစ္ဆာဖောက်တာပဲကိုမျိုးဆက်ကိုတစ္ဆာဖောက်တာပဲကိုကိုကိုတစ္ဆာဖောက်တာပဲ ကိုတန်ဘိုးထားတဲ့အမှုပညာကိုတစ်ဆောင်ဖောက်တာပဲလူမှုစီးပွားဖွံ့ဖြိုးဖို့ရွှေကောက်ပွဲပြင်စတင်ဖို့နိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲအောင်သွားပြီးမဲပေးဖို့ဒီမိုကရေစီခိုင်မြဲဖို့မဲအောင်သွားပြီးမဲပေးဖို့ဒါကြောင့်ပြည်သူအလုံးကရွှေကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွပေါ်ဆောင်ကြပါစို့ပြည်သက်က စီဘူးတော့ပဲကျွေးပြီးလိုက်လိုက်လဲလဲအားပေးခဲ့ကြတာမင်းတို့ကအခုပြိတက်နဲ့ပြည်သူကိုအစိတ်ခတ်ကြတော့မလို့လားပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့တာပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်ဟွန်းမဆိုးပါဘူးမဆိုးပါဘူးမဆိုးပါဘူးပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့တာစန့်ကျင်ကြကန့်ကွက်ကြဒါကြောင့်ပြည်သူအားလုံးကရွေးကောက်ပွဲစီမှာစန့်ကျင်ပါကန့်ကွက်ပါ အာနာရှင်စစ်ဖက်နှက်အောက်ကနေပြီးရုံထွက်နိုင်အောင်ကြိုးစားပါ2025ခုနှစ်အတူရောင်ရေကောက်ပွဲသည်အမှန်တရားပဲရက်တော်ဓမ္မဘတ်တော်သားများယက်တီဝင်းသည့်အရာမဟုတ်ဒီဇင်ဘာလ28ရက်နေ့မှာအတူရောင်ရေကောက်ပွဲကိုအားလုံးဆန့်ကျင်ကြပါတီစုံဒီမိုကရေစီ အထွေထွေရေကောက်ပွဲကြီးကိုကန့်ကွက်ကြပြည်သက်ပြည်သူတွေရဲ့မျက်စိနဲ့နားနဲ့အသိဉာဏ်တွေကိုစစ်ကောင်စီနဲ့ပေါင်းပြီးအစိမ်းမခတ်ပါနဲ့ စေရာဇဝဲကောင်တွေဖြက်စီးတက်ဖြက်မီးရှို့လို့ပျက်စီးသွားတဲ့ဆုံးရှုံးသွားတဲ့အသက်တွေဘဝတွေအနာဂတ်တွေကအများကြီးပဲလူသားတယောက်ရဲ့ဖြစ်ခွင့်လူသားတယောက်ရဲ့ရပိုင်ခွင့်ကိုအပြည့်အဝရကျင်တယ်ဆိုလို့ရှိရင်တော့အာနာရှင်ကိုစန့်ကျင်မှဖြစ်လိမ့်မယ်အကြောက်တရားကနေယုံထွက်ပါ အကြောက်တရားကယုံထွက်နိုင်အောင်ကြိုးစားပါတိုင်းရင်းသားပြည်သူအနာဂတ်အေဂျင့်ပေါ်သူ့ရောက်ရေးကောက်ပွဲကိုစန့်ကျင်စို့ Say no just trap Myanmar sham election crap ရွေးကောက်ပွဲညီမျှခြင်းတရားဝင် လူသက်ခွင့်အတုအယောင်ရွေးကောက်ပွဲကို မထောက်ခံပါနဲ့ပြည်သူကိုချစ်ရင်အမှန်တရားကိုမြန်နိုးရင်အတုအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ပါအတုအယောင်ရွေးကောက်ပွဲကို အားလုံးစန့်ကျင်ကြကန့်ကွက်ကြအတုအယောင်ရွေးကောက်ပွဲကိုအားလုံးစန့်ကျင်ကြကန့်ကွက်ကြပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုအားလုံးစန့်ကျင်ကြ တုအယောင်ရွေးကောက်ပွဲသည်အမှန်တရားပဲရက်တော့ဓမ္မဘက်တော်သားများယက်တီဝန်းရံရမည်အရာမဟုတ်အတုအယောင်ရွေးကောက်ပွဲကိုထောက်ခံပြီးစကားမအိုတရားဝင်လူတောက်ခွင့်ပေးမလို့လားရွေးကောက်ပွဲအတုလုံးလဲတော်လိုင်းရဆက်ချပါအတူရောင်ရွေးကောက်ပွဲဟာထွက်ပေါက်မဟုတ်ဘူးထောင်ချောက်အတူရောင်ရွေးကောက်ပွဲသည်စစ်တပ်အတွက်ထွက်ပေါက်ပြည်သူအတွက်တက်ကွင်း2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပပါမှာဖြစ်ပါတယ်။မအားလာတက်လို့တည်သွားတဲ့သူတွေစစ်တပ်ကလာပြီးတော့မီးရှို့လို့နေစရာမရှိတော့တဲ့မိသားစုတွေလေရင်နဲ့လာပြီးဘုံကျဲလို့အသက်ပြောက်သွားတဲ့ကလေးတွေအများကြီးပဲအဲ့တော့ဘုံမှာသူတို့ခိုင်းတဲ့အတိုင်းလုံတော့မှာလားသူတို့ခိုင်းတဲ့အတိုင်းမလုံနဲ့တော့အတူရောင်ရွေးကောက်ပွဲကို စန့်ကျင်ရာနိုင်ငံ့ဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်သူပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှစ်သာပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်ပြည်သူအစိတ်တွေကြီးမလို့လားမလုကောင်းပါဘူးညာပြိတ္တကကိုမတနာဘူးစစ်တပ်ကမီးရှို့လို့ရွာလုံးချစ်သွားတဲ့မိသားစုတွေအများကြီးရှိတယ်ဗျာဒီမိုကရေစီခိုင်မြဲဖို့မဲယုံသားပြီးမဲပေးဖို့ဒါကြောင့်ပြည်သူအလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွပေါ်ဆောင်ကြပါစို့ 比如进入生活有了，比都变在开放了，比这个同龄人很新的事，过了中年又少交了。对未来的没得计划，你们能够到阿拉国、西德国、德亚问卢德国、德亚问潘西坤，德亚问米学坤，德亚问南京坤，德亚问唐顿、阿金恰国、德亚问马德金国、德亚问科国、卢叶坤的未来讲的嘟如何？ အတူအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ပါအတူအယောင်ရွေးကောက်ပွဲသည်မြန်မာနိုင်ငံအတွက်ထွက်ပေါက်မဟုတ်ဘူးစစ်တပ်အတွက်သာထွက်ပေါက်ဖြစ်ပြီးမြန်မာနိုင်ငံအတွက်ထောင်ချောင်းနဲ့တိုင်းရင်းသားအားလုံးအတွက်တပ်ကွင်းဖြစ်တယ်ဒါကြောင့်မို့အတူအယောင်ရွေးကောက်ပွဲကိုကန့်ကွက်ကြစန့်ကျင်ကြ